Facebook reach ကျစေတဲ့ post အပြုမှု၆ချက်ကိုပြောပြပေးပါမယ်။ 1. engagement bait ဆိုတာဘာပြောတာလဲ။ဥပမာကျွန်တော်တို့ post တစ်ခုမှာတော့လကောင်း post တိုင်းမှာဒီ post ကို like လေးပြည့်ခဲ့ပါဒီ page ကို follow လေးပြည့်ခဲ့ပါ share ဘယ်နှခုလုပ်ပြီးရင် phone bill လာယူပါညာပေါ့ဗျာ။ဘာဖြစ်လို့လဲမေးပြရရှိပါတယ်။ algorithm ကဒီလိုလောက်တာတိတာနဲ့အတူသဘောဖြစ်တယ်လို့ယူဆပြီး down rank လုပ်တယ်။ 2. click bait caption thumbnail ဥပမာဒီလင်းကိုနေရင်မယုံနိုင်တဲ့ဟရာတွေမြင်ရမှာဘာလဲပေါ့ဟုတ်တယ်မို့လားကိုဘတကာခါဒီအေးသားမြင်ရင်မြော့မိနေအေးကြီးအတိထားမဖြစ်မနေဖတ်ဖူလို့တယ်မဖြစ်မနေလောက်ပါဒါမျိုးတွေဆို audience တွေလားလဲစားခံရတတ်တယ်လို့ခံစားရတတ်ပြီး Facebook က spam တတ်မှတ်ပြီး reach မပေးတော့ဘူးဒီရေကြီး3 copy paste content originality မရှိတဲ့ post မျိုးတွေဖြစ်ပါရဲ့တခြား page တွေကကူးတင်တဲ့ post stock photo plus weak caption မျိုးတွေဖြစ်ပါတယ်ဘာဖြစ်လို့လဲမေးစရာရှိပါတယ် Facebook ဒီ original content ကိုသာ priority ပေးတယ် duplicate တရင် reach down ဖြစ်တယ်ဒါကြောင့်လဲကျွန်တော်အမြင့်ပြောလိရှိပါတယ်ကိုပိုင် content friend ဒီပါဆိုတာ4 low engagement within 1 hour post တင်ပြီးနိုင်ဝက်နိုင်ရီအတူလဲ like comment share မရခဲ့ဘူးဆိုရင် Facebook ဒီအဲ့ဒီ post ကိုအမိုက်အဖိသတ်မှတ်ပြီးပယ်ချပါတော့တယ်5 long paragraph without formatting line break မရှိတဲ့ caption လေးတွေနဲ့ပြင်းစရာလေး000ဒါကဘာလို့ဆိုလိုတာလဲဆိုရင် တပတ်လောက်နေမှာ post တစ်ခုလောက်ကောက်တင်တယ်စိတ်ပိုင်းရင်လည်း3-4ခုတခါတည်း post တင်သွားတယ်တလောက်လောက်ပြော့သွားတယ်ဒါဆို user attention ကြာနေပြတ်သွားတယ်ဆိုလား algorithm ကတတိထားပြီး reach down လုပ်ပါတယ်6အနာဂတ်နဲ့မသက်ဆိုင်တဲ့ topic sensitive content အတော့ဆုံးမလုပ်ပါနဲ့လို့ပြောချင်ပါတယ်ကို page နဲ့မသက်ဆိုင်တဲ့ content တွေမတင်ပါနဲ့ဘာသာရေးနိုင်ငံရေးပွဲ fake medical info စတဲ့ sensitive post များမတင်ပါနဲ့ facebook community standards အရ restricted ဖြစ်နေပြီး reach page ခံရတတ်တယ်ကဲ ဒီချက်ချက်တို့လုံးမိနေအားလုံးပြင်ပေးလိုက်ပါခင်ဗျာတိန်းထောင်ချီဒေါ်လာစားမီလီယံနားများဖြစ်ကြပါစေဗျာ